မင်္ဂလာပါရှင်အခုဗီဒီယိုမှာအမျိုးသမီးတွေမှာလိင်စိတ်ဆန္ဒနိုးကြားလာအောင်ပြုလုပ်နိုင်တဲ့အချက်တွေနဲ့အိမ်တော်ရေးတာယာဖို့လိင်ကျန်းမာရေးဆိုင်ရာအကြံပြုချက်တွေကို ဖော်ပြပေးလိုက်ပါတယ်အမျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒကိုနိုးကြားစေဖို့လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာအချက်များကတော့ ချစ်ခင်မြတ်နိုးမှု၊ဂယုဆိုင်မှုနဲ့နားလည်မှုတွေဟာအမျိုးသမီးတွေအတွက်အရေးကြီးပါတယ်။စိတ်ဖိစီးမှုတွေ၊စိုးရိမ်ပူပန်မှုတွေကနေစိတ်ဆန္ဒကိုညှော်နှဲစေနိုင်ပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေကိုလျှော့ချဖို့အရေးကြီးပါတယ်။စိတ်ခံစားချက်တွေကိုပွန့်ပွန့်လင်းလင်းပြောဆိုဆက်သွယ်ခြင်းကလည်းနေဆက်ဆံရေးကိုပိုမိုကောင်းမွန်စေပါတယ်။မျိုးသမီးတွေရဲ့လိင်စိတ်ဆန္ဒကိုနှိုးကြားစေဖို့လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာအချက်များကတော့အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို နူးနူးညံ့ညံ့ထိတွေ့ကင်တွေပေးခြင်းကလိင်စိတ်ဆန္ဒကိုနိုးကြားစေနိုင်ပါတယ်။လိင်ဆက်ဆံခြင်းမှာအချိန်ယူပြီးအလင်းစလိုမလုပ်ပဲတဦးနဲ့တဦးနားလည်မှုရှိရှိဆက်ဆံခြင်းကလည်းအရေးကြီးပါတယ်။အချို့မျိုးသမီးတွေဟာလိင်ဆက်ဆန်စဉ်ပုံမှန်မဟုတ်တဲ့နာကျင်မှုမျိုးခံစားရတတ်ပါတယ်။အဲ့လိုအခြေအနေမှာဆရာဝန်နဲ့တိုင်ပင်ပြီးကုသမှုခံယူပါ။အခြားချက်များအနေနဲ့ကတော့ အိမ်တော်ဖတ်နှစ်ဦးကြားမှာပွင့်လင်းစွာဆွေးနွေးပြီးနှစ်ဦးစလုံးကျေနက်ပျော်ရွှင်နိုင်မဲ့နီလန်းတွေကိုရှာဖွေပါမျိုးသမီးတွေဟာတဦးနဲ့တဦးမတူညီတဲ့လိင်စိတ်ဆန္ဒရှိကြပါတယ်။ဒါကြောင့်တဦးနဲ့တဦးနားလည်မှုရှိဖို့အရေးကြီးပါတယ်။အိမ်တော်ရေးတာယာဖို့၊လိင်ကျမ်းမာရေးကောင်းစေဖို့အကြံပြုချက်များကိုဆက်ရှင်းပြပါမယ်။လိင်မှုကိစ္စနဲ့ပတ်သက်ပြီးအိမ်တော်ဖက်နဲ့ပုံပွင့်လင်းလင်းဆွေးနွေးပါ။ တဦးနဲ့တဦးရဲ့လိုအပ်ချက်တွေဆန္ဒတွေကို နားလည်ပါပုံမှန်ကိုလက်လှူရှာမှုလုပ်ပါ အာဟာရပြည့်ဝတဲ့အစားအစာတွေစားပါလုံလောက်တဲ့အိတ်ချိန်ရရှိအောင်ဂရုစိုက်ပါ လိုအပ်ပါကလိမ္မာတဆိတ်ကူးဆက်တတ်သောယောဂါများမကူးဆက်စေရန်ကွန်တုံးကိုအသုံးပြုသင့်သည်စိတ်ဖိစီးမှုတွေကိုလျှော့ချပါအိမ်အောင်ဖက်နဲ့အချိန်ပေးပြီးအတူတူပျော်ရွှင်စရာအချိန်လေးတွေဖန်တီးပါ စိတ်ကျမ်းမာရေးပြဿနာရှိရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့တိုင်ပင်ပါ။နေမိုင်းဆိုင်ရာပြဿနာတွေရှိရင်ဆရာဝန်နဲ့တိုင်ပင်ပါ။နေကျမ်းမာရေးနဲ့ပတ်သက်ပြီးမှန်ကန်တဲ့အသိပညာတွေရရှိဖို့ကျမ်းမာရေးဝန်ထမ်းတွေစီကအကူအညီရယူပါအထူးတတိပြုရန်ဒီအချက်လက်တွေဟာအထွေထွေအကြံပြုချက်တွေသာဖြစ်ပြီးတဦးချင်းစီရဲ့အခြေအနေတွေမတူညီတာကြောင့် ငင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါကဆရာဝန်နဲ့တိုင်ပင်ပါလို့အကြံပြုရင်းဒီဗီဒီယိုကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အားလုံးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။